်ယေရှုခရစ်တော်ကိုယုံကြည်ယုံနဲ့အပြစ်လွတ်တယ်ငရဲလွတ်တယ်လို့ပြောတဲ့အခါမှာတချို့ကဟာဒါဆိုရင်ခရိယံဘုရားကမကောင်းမှုလုပ်တာကိုအားပေးနေတယ်ဘုရားဆိုပြီးတော့ပြောတာညပူပါတယ်ကွန်မန့်တွေမှာလည်းတွေ့ရပါတယ်ဒါဖုန်ကြီးတွေကစခဲ့တာပေါ့နော်ဖုန်ကြီးတွေအလွယ်မှုတာပေါ်တဲ့နေရာတွေကနေစတာပါသိပါတယ်ဒါပေမဲ့တို့ရဲ့အောက်မှာတော့ကျွန်တော်တို့ကတွားပြီးတော့ကွန်မန့်မရေးဘူးဒီတိုင်းပဲထားတယ်သူပြောစရာရှိတဲ့တစ္ဆာတရားကိုပြောတယ်နောက်တခင်ယေရှုခရစ်တော်ကိုယုံကြည်တာနဲ့အပြစ်လွတ်တယ်ငရဲကလွတ်တယ်ဒါကတစ္ဆာတရားဟုတ်တယ်လို့အဲ့ဒီလိုလွတ်လို့လွတ်မြောက်တဲ့အတွက်ကြောင့်မလို့လူက မကောင်းမှုတွေလောက်တလားဘုရားသခင်ကမကောင်းမှုလောက်ကိုအားပေးတာလားမဟုတ်ဘူးဗျာတော့အဲ့မကောင်းမှုတွေရက်တန့်သွားတဲ့အချိန်ကဘယ်အချိန်လဲဆိုရင်တခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အချိန်အပြစ်လွတ်ခြင်းခံရတဲ့အချိန်မှာလူကအဲ့ဒီအပြစ်ကလက်လက်ကနေလွတ်သွားတယ်ဘုရားရဲ့ခွင့်လွှတ်ခြင်းခံရတဲ့သူကဘုရားရဲ့မြင့်တာခံစားရတယ်ပြီးအပြစ်ကလက်ကအပြစ်ရဲ့လက်ထက်ကနေလွတ်လာမကောင်းတဲ့ဘဝကလွတ်လာအဲ့ဒါကြောင့်တချို့ပြည်တစားတွေဘုရားသခင်ကိုယုံကြည်တဲ့အခါမှာပြည်တစားဘဝကလွတ်မြောက်လာတချို့မိမရှာယောက်ျားစင်စစ်ကြီးကမိမစိတ်ပေါက် ်တခါယေရှုကိုယုံကြည်တာနဲ့လွတ်မြောက်သွားတယ်အဲ့ဒီကသူ့ရဲ့စိတ်နှလုံးသူ့ရဲ့အသက်ညင်ဆိုးတွေကလည်းလွတ်မြောက်သွားညင်ဆိုးမကောင်းတဲ့ညင်ဆိုးကလည်းလွတ်မြောက်သွားတယ်ဒါကြောင့်အဲ့ဒါဘုရားသခင်အသက်ရှင်ခြင်းရဲ့တကူတက်တည်ဖြစ်တယ်ဒီနေ့လူတွေတင်တာကအာကောင်းတာလုံးကောင်းတာရောက်မယ်ဒါတွေမြမြတင်မှတင်တင်မှပဲလူကကောင်းတာလုံးကြောက်မယ်လားမဟုတ်ဘူးနော်မြမပြီးကိုကြည့်တင့်ကိုတင့်ကိုတင့်ကိုတင်ပြန်ကြည့်ပါလူကကောင်းတာတွေဘလောက်တွင်တင်တွင်တင်ဘုရားသခင်လည်းတွင်တင်ပါလေဘုရားမှလက်နဲ့လမ်းရှိတယ်ကဲကောင်းတဲ့လမ်းအပြင်ကိုယ့်ရဲ့အချင်းအပြင်ကိုယ့်ရဲ့တီလာအပြင်ငရေကလွတ်မြောက်ခြင်းဖြစ်မှာအဲ့ဒီလမ်းလည်းရှိတယ်ဒါပေမဲ့မရဘူးပြောပြီးတော့မျက်စိကမှမျက်စိကိုထုတ် မကောက်ဘူးအပေးတာမဟုတ်မကောက်ဘူးအဆက်ဖြတ်ခိုင်းတဲ့ဘုရားသခင်ဖြစ်တယ်ဒါလူမတတ်တယ်ဒါကြောင့်သခင်ယေရှုကလူသားတွေရဲ့အပြစ်ကိုကယ်ချွတ်ပေးတဲ့အခါမှာလူထင်တဲ့နိလန်နဲ့ကယ်ချွတ်တာမဟုတ်ဘူးဘုရားရဲ့နိလန်အပြစ်ဘုရားသခင်ကလူတွေရဲ့အကျွေးကိုစားအကျွေးဆက်ပေးတာပေါ့အပြစ်တွေကိုသူကဆက်ပြီးကယ်ချွတ်ပေးတာဖြစ်သုံးရမြောက်တဲ့နေရာမှာရှင်ပြန်ထမြောက်သွားတာဖြစ်တယ်ရှင်ပြန်ထမြောက်သွားတာဖြစ်တယ်ဒါကယေရှုကိုယုံကြည်လက်ခံတဲ့သူကဘလို့လူမျိုးကယုံကြည်လဲဆိုရင်မိမိမှာအပြစ်တွေများတယ်ဒီအပြစ်ချောက်ဘလို့မှမတတ်နိုင်ငရဲသွားရတယ် ်အပြစ်ကိုယွင်းရှာလာတယ်အပြစ်ကနေလွတ်မြောက်ခြင်းတဲ့သူတွေကတခင်ယေရှုခရစ်ကိုယုံကြည်ကြတာယုံကြည်တဲ့သူတွေကအပြစ်လွတ်လွတ်ခြင်းတဲ့သူမဟုတ်ဘူးအပြစ်ကနေလွတ်မြောက်ခြင်းတဲ့ယုံကြည်တဲ့ခါမှာအဲ့မှာဖခင်ရဲ့ခွလွတ်ခြင်းဖခင်ရဲ့ခွလွတ်ခြင်းမှာတကိုးပါတယ်အဲ့ခွလွတ်ခြင်းတဲ့သူဖခင်ရဲ့မြတ်တာခံစားရတဲ့တပြိုင်တည်းလူကအပြစ်ရဲ့ချုပ်နှောင်ခြင်းမကောင်းမှုရဲ့ချုပ်နှောင်ခြင်းကလွတ်မြောက်သွားတာဖြစ်တယ်ဒါလောကဓမ္မသက်သေအဲ့တော့အပြစ်လွတ်ခြင်းလက်ခံရတယ်ငရဲကနေလည်းလွတ်တယ်အပြစ်ရဲ့ဖမ်းချုပ်ခြင်းကနေလွတ်တယ်အပြစ်လွတ်ဖို့အားပေးတယ်ဗျာမဟုတ်ဘူးယုံနေဆိုတာကလည်းမလွယ်ဘူးနှလုံးသားပွင့်နေစိတ်နှလုံးကြည့်စနေတဲ့သူကယုံနိုင်တယ်အဲ့ဒါကျတော့ယုံပါတယ်ဘာစက်ထက်နဲ့ယုံလို့မရဘူး အဲ့လိုမျိုးလူမျိုးကတော့အပြစ်ဆက်လုံးမှာပေါ့အပြစ်ထဲမှာပျော်နေအပြစ်ထဲမှာပျော်နေသေးရင်ဒါဘုရားတကယ်ကိုမယုံနဲ့ဘုရားတကယ်ကိုတကယ်ယုံတဲ့သူကအပြစ်ထဲမှာပျော်တဲ့သူကိုမကောင်းတာလုပ်တဲ့ထဲမှာပျော်တဲ့သူမဟုတ်ဘူးဘုရားတကယ်ကမကောင်းတာလုပ်တာအားပေးတာမဟုတ်ရက်တန့်နေတာမကောင်းတဲ့ဘဝကိုဖျက်တတ်ပေးတာဖြစ်တယ်ဒါကွာချမှုပဲရှိတယ်ညီမကြီးကိုကြည့်လိုက်ပါတကယ်ဘုရားသခင်ကိုယုံကြည်လက်ခံတဲ့သူနဲ့ တခြားဘာသာရေးကိုင်းဆိုင်ပါလေဆိုတော့ရှင်ကြည်လာရင်လက်တွေ့ပါဘာသာရေးကိုင်းဆိုင်ပါလေဆိုတဲ့လူတွေကတော့ဟန်ဆောင်ပြီးတော့ကျင့်ပါမယ်တရားတွေတင်ကျိန်းနားထောင်နေပြီးရင်ဗဇက်ကကွန်းစားတော့မပြတ်ဘူးအရက်တောက်တာတော့မှမပြတ်ဆရိတ်တောက်တာတော့မပြတ်ဝိရစေပါမပြတ်ဘူးရာဇကြီးကိုယုံကြည်တဲ့သူတွေကကျိုးစားဆက်ပြတ်ကြအောင်လို့ဘုရားပြစ်တာခန်းစားပြီးတော့ဒီမကောင်းတဲ့အရာတွေကနေကိုလွတ်မြောက်သွားတယ်အခု KTV တွေအရက်ဆိုင်တယ်ဘယ်သူတွေလဲရာဇကြီးကိုယုံကြည်တဲ့သူတွေမဟုတ်ဘူးဘာသာတရားတွေမှာရှိတယ်ကွာချာအကြောင်းအပြစ်လို့ဖို့အားပေးတာကဘယ်သူတွေလဲဆိုဘာသာရေးတွေမှာဘာသာရေးတွေမှာရှိတဲ့သူတွေတရားတွေဟောတဲ့ဘာသာတရားတွေမှာကျင့်ရမယ်ကံကံကြီးအကျိုးပေါ့ မလောက်နိုင်ဘူးလူအားပြတ်တဲ့မှာကြောင့်တေတီကြီးအများကြီးမြန်မာပြည်ကိုကြည့်အဝေးမကြီးနဲ့တက်ပတ်ဝန်းကိုကြည့်ဟိုကချားပါဘုရားရှင်ကမကောင်းတဲ့လောက်တာအဆက်ပြတ်ပြေးတယ်ဘုရားပြည်တယ်အာမင်